တရုတ်နိုင်ငံကွမ်တုံပြည်နယ်ရှမ်းကျန်းမြို့တရားရုံးကမြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်ပါဝင်တရားခဏ9ဦးကိုတေရန်နဲ့ဆိုင်းငံ့တေရန်များဒီကနေ့ချမှတ်လိုက်ကြောင်းတရုတ်သတင်းများမှဖော်ပြထားပါတယ်။တေရန်ချမှတ်ခံရသူများမှာပယ်ဆောက်ချိန်ပယ်ရင်ဆန်းရလိချံယူလျှောက်ကျန်းနဲ့ခြံကွန်ကြီးတို့ဖြစ်ပါတယ်။တခြားတရားခဏ်လီဖူဆို့နဲ့လီစစ်တဲတို့ကိုတေရန်နှစ်နှစ်ဆိုင်းငံ့ထားတဲ့ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါအပြင်ကော့ချန့်ကျိန်နဲ့ပန်ရှက်ရှန်ပါဝင်တရားခံ၅ဦးကိုတသက်တကြုံထောင်ဒဏ်ချမှတ်ခဲ့ပြီးလီလုံဟွာနဲ့လောင်ဝန်တင်းတို့ပါဝင်တရားခံ၉ဦးကို ထောင်ဒဏ်၂၂၀မှ၂၃၀အထိချမှတ်ခဲ့ပါတယ်။ဆိုပါပြည်တံများမှာငွေတန်းပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နှံတန်းများလည်းပါဝင်ပါတယ်။တရားခံများကိုဆက်သွယ်ရေးနဲ့ကိုရက်လိမ်လည်မှုကာစီနိုဖွင့်လှစ်ခြင်းရွေကျက်ရှိရှိတက်ပြတ်မှုပြန်ပေးဆွဲမှုငွေညှစ်ခြင်း အဓမ္မပြည့်တစားလုပ်ငန်းတရားမဝင်နေဆက်ဖြတ်ကျော်စီယုံခြင်းလောင်းကစားနဲ့လိန်လယ်မှုများဖြင့်ဆွဲချက်တင်ခဲ့ပါတယ်။ဆိုပါရာစုခိုင်းသည့်ရွမ်ငွေ29ဘီလီယံကျော်လိန်လယ်ခဲ့ပြီးတရုတ်နိုင်ငံသား6ဦးသေဆုံးကတဦးလည်းမိမိကိုယ်ကိုတတ်သေးခဲ့ပါတယ်။ဒါအပြင်မက်တဖက်တမင်းဆက်တံခတ်ထုတ်လုပ်ရောင်းချရန်ကြံစီခဲ့မှုများလည်းပါဝင်ပါတယ်။မြန်မာစစ်တပ်သည်တရုတ်ကဖောင်ရန်ထုတ်ထားတဲ့ပယ်ဆောက်ချိန်ပါဝင်10ဦးကို 2024ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာတရုတ်ကိုလွှဲပြောင်းပေးခဲ့ပြီး2025ခုနှစ်ဇူလိုင်လ17ရက်တွင်တရားစွဲဆိုမှုများစတင်ခဲ့ပါတယ်။ဒီကနေ့နိုဝင်ဘာ4ရက်နေ့မှာအပိသက်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။